Green One Bike ဆိုင်ကယ်ကို license ပါနဲ့လိုက်ရှာနေပါသလားအားလုံးမင်္ဂလာပါကျွန်တော်ကြောကြောအောင်မှာ motorbike order တယောက်ဖြစ်ပါတယ်အခုကျွန်တော်ရှိတဲ့တဲမှာရှိနေတဲ့ဆိုင်ကယ်ကတော့ Lodge Green One Bike ဆိုင်ကယ်ပဲဖြစ်ပါတယ်ဒီဆိုင်ကယ်ကတော့မြန်မာပြည်အောက်ပိုင်းပစ်ဒေသတော်တော်များများမှာလူကြိုက်များတဲ့ဘိန်းလို့ပြောရင်မမားပါဘူးဒီ Lodge Green One Bike ဆိုင်ကယ်မှာဆိုရင်အယောင်အနေနဲ့ကတော့အနစ်ယောင်ရဲ့အခုလိုမျိုးအစိမ့်ပုတ်လေးရဲ့အယောင်နှစ်မျိုးရှိပါမယ်အဓိကအားတာချက်ကတော့အင်ဂျင်အစွဲယုံကောင်းလို့ပါအင်ဂျင်က ကာဗနာတိုက်အင်ဂျင်ကိုတုံးပေးထားပါတယ်ကျွန်တော်ပြောတာမဟုတ်ဒီ Logitech Twin 125ဆိုင်ကစီးပူးသူတွေသိပါလိမ့်မယ်ဘလောက်ထိကောင်းလဲဆိုတာပေါ့ဒီ Logitech Twin 125ဆိုင်ကရဲ့အင်ဂျင်ကအင်ဂျင်ပေါင်းက 125cc နဲ့တုံးပေးထားတယ်ပြီးရင်ကာဗနာတိုက်ဖြစ်တဲ့အတွက်အရန်အရန်နဲ့အင်ဂျင်အစွန်ယုံကောင်းလွန်းနေဂီယာထူးရတာအစညင်းတသာလေးအဲ့ဒါကြောင့်မလို့လေတချို့ဆိုရင်ဒါဝယ်ပြီး10နှစ်တောင်ကြာနေပြီနော်အခုချိန်ထိကောင်းတော့အင်ဂျင်အစွန်ယုံကောင်းတော့တခုတော့ရှိတာပေါ့ဗျာကိုယ်တိုင်ကတော့ပုံမှန် maintenance လေးတော့ လုတ်ဖို့တော့လိုတာပေါ့ကိုကဘာမှ maintenance မလုပ်ဘဲနဲ့ဆိုရင်တော့ဆိုင်ကယ်တစ်စီးကရေရှိခံမှာမဟုတ်ဘူးတေချာတစ်ခုကတော့ဆိုင်ကယ်အတက်တစ်စီးကွယ်ပြီးဆယ်စုနှစ်တစ်ခုကျော်အတုံးခံတဲ့တရုတ်ဆိုင်ကယ်ကိုပြောပါဆိုရင်တော့ဒီ Lojan Dream 15ဆိုင်ကယ်ကိုကျွန်တော်ကြေကြောင်ကညွှန်ပြပါလိုက်မယ်ပြီးတော့ဒီနောက်ချီတင်ကုန်နေဆိုလဲ Bravada အကောင်စားနဲ့တုံးပေးထားတယ်ဒီနောက်ချီတင်တန်းရဲ့တတူတန်းဆိုလဲလုံးဝကို အမာဒါအကောင်စားကိုတုံးပေးထားတယ်ပြီးတော့ ဘိကဘာဒီမှာဆိုလဲကြည့်လိုက်ရင်စီးသားအကောင်စားကိုသုံးပေးထားတယ်စီးသားကကြည့်လိုက်ုံနဲ့နော်ဘလောက်ထိစီးသားအကောင်စားကိုထည့်သုံးပေးထားလဲဆိုတာကိုစိုင်းကနားလေသူတွေကတန်းတည်တယ်စတီကာရုပ်ထွက်တရတော့ရုပ်ပြကြည့်လိုက်ရင်လက်စရီစန်နာကိုအလုံးသတိပြုမိပါလိမ့်မယ်ပြီးတော့ဒီ Launcher Dream 15စိုင်းကမှာဆိုရင်ချိန်မုံအပြည့်နဲ့ထွက်လုပေးထားတယ်အခုလိုမိုးရင်းကာလမှာချိန်မုံအပြည့်နဲ့ဖြစ်တဲ့အတွက်ရွှင့်တဲဝင်တာတွေဖုန်တဲဝင်တာတွေအတွက်အများကြီး ကာကွယ်ပေးသွားမှာဖြစ်ပါတယ်။ဝီဒင်ကတော့ရှေဖင်ရောနောက်ဝင်ရောစပုတ်တန်နဲ့ထွက်လုပ်ပေးထားတာလည်းရှိသလိုဒလစ်ဝီနဲ့လည်းထွက်လုပ်ပေးထားတာရှိပါတယ်။ဒီလောက်ကြောင့် Twin One Bike ဆိုင်ကမှာဆိုရင်ဖင်နိုင်ကုံပိုင်းကလုံးဝကိုအစ်စစ်နေတာကိုတွေ့ရပါလိမ့်မယ်။လုံးဝတည်ထားအကောင်းနဲ့ချုပ်လုပ်ပေးထားတယ်။လုံးဝကိုအစ်စစ်နေတာ။ဒါပေမဲ့အားနည်းချက်တခုတော့ရှိပါတယ်။အဲ့ဒါကတော့ဘာလဲဆိုတော့တချို့ကတူပေါက်ကျင်းတာကိုတော့တိတ်မကြိုက်ကြဘူး။ဒါကတော့တိုလီမိုလီပစ္စည်းအနှဲငယ်လေးပဲ။ ထည့်လို့ရမယ်ပေါ့ဒါကွားထုတ်လူမျိုးလေးတွေပဲထည့်လို့ရမယ်ပြီးရင်ဒါစီတိုင်ကြီးကတော့၄လီတာဝန်းကျင်စက်မှာပဲဖြစ်ပါတယ်ပြီးတော့နောက်မှဆိုရင်လည်းဒါအချမ်းမနွေဂီယာဆိုင်ကလေးနီးတူနောက်ကယ်ရီယာဒန်းလည်းထည့်သွင်းပေးထားပါတယ်ပြီးတော့နောက်မီးပွေ့ဆိုရင်တော့ဒါရိုးရိုးမီးအဝါနယ်ပဲတုံးပေးထားပါတယ်ဒီလောင်ချာ Dream One Bike ဆိုင်ကမှာဆိုရင် brake snack က shear brake ရောနှောက် brake ရောရိုးရိုး half brake ပဲတုံးပေးထားပါတယ်ဘာလို့လဲဆိုရင်ရုပ်တရက် brake အုပ်လိုက်တဲ့အချိန်မှာဒီလိုမျိုး you half brake က ပူပြီးမှညင်ညင်တာတာနဲ့ break out ပေးတယ်စလစ်ဖြစ်နိုင်ခြေရုပ်ပြ break out တဲ့အချိန်မှာစလစ်ဖြစ်နိုင်ခြေရခိုင်တော့အရန်နေစေပါတယ်နောက်တစ်ခုတဘောကြတာကတော့အိတ်စောက steel on နေတောက်ပနေတဲ့အပူဒဏ်ခန်းတိုင်းမြင့်မားလွန်းတဲ့အိတ်စောကိုတုံးပေးထားတာပါเนาะကြီးလိုက်ရင်ကိုလုံးဝကိုစစ်တီရှိပြီးလှပနေတယ်ပြီးတော့အပူဒဏ်ခန်းတိုင်းမြင့်မားတဲ့အတွက်ဒီအိတ်စောဒီနှစ်အကြာကြီးအတုံးခံစီမှာပဲဖြစ်ပါတယ်ပြီးတော့ဆိုင်ကယ်လက်ကင်နဲ့ဖိနိုင်ကုန်ကြားမှာကားကယ်ရီယာတန်း အလဖန်စီလေးလဲထက်တွန်းပေးထားပါတယ်ဒါကတော့တိုလီမိုလီပစ္စည်းတော့ညံ့လို့ရမှာမဟုတ်ဘူးအလဖန်စီတည်ရမယ်ဖြစ်ပါတယ်တခုတော့ရှိတာပေါ့ဗျာတိုလီမိုလီပစ္စည်းတော့ညံ့လို့မရဘူးဒါပေမဲ့ပစ္စည်းအနည်းငယ်ဝိတ်တင်တာမျိုးဆိုရင်တော့တင်ဆောင်လို့ရကောင်းရနိုင်ပါတယ်ဒီလိုကြောင့် Dream 15 Single ရဲ့ရှီမီကွက်ကတော့တချို့ကဒီဇိုင်းပိုင်းဆိုင်ရာကိုနည်းနည်းယိုးလွန်းတယ်လို့ပြောကြတယ်ရှိပါတယ်အမှန်ပါတယ်မီကွက်ဒီဇိုင်းပိုင်းကတော့ဒီတစ်ပူလာရင်တော့ပူကောင်းတာပေါ့ဗျာနော်မီကတော့ယိုမီယိုဝါနဲ့ထွက်လုပ်ပေးထားတယ် ပြီးတော့အင်ရှင်မတွေအကြိုက်ရှေ့မှာချင်းတောင်းလဲပေါ်ပါတယ်ဒါနနစ်ခင်းစည်းသွားရင်ဟင်းချစ်ဆရာလေးတွေထဲ့တာမျိုးတိုလီမိုလီပစ္စည်းလေးတွေထဲ့တာမျိုးတင်ဆောင်လို့ရမှာပဲဖြစ်ပါတယ်အကျန်းခံလွန်းလို့လဲဒီ Lodge Dream One Way ဆိုင်ကေကစေစုနှစ်တစ်ခုကြော်အောင်အခုချိန်ထိလူကြိုက်များပန်းပန်နေသေးပဲဖြစ်ပါတယ်အခုကျွန်တော်ခဏထိုင်လိုက်တဲ့ဆိုင်ကေကတော့ Lodge Dream One Way ဆိုင်ကေဦးမှာ model က95 model ဖြစ်ပါတယ် brand new kilo 0နဲ့အောင်မှာ yablet license ကြီးနဲ့ဝယ်ယူစီးနှင်းဝယ်ရမှာပဲဖြစ်ပါတယ်ဒီဆိုင်ကယ်ကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေလူရင်းဆိုင်ဖြစ်တဲ့မန္တလေးမြို့82လမ်း38လမ်းနဲ့38လမ်းကြားကမော်တော်ရှမ်းလေးဆိုင်ကယ် showroom မှာဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာဒီဆိုင်ကယ်ကို engine အာမတ်ခံတနည်းတတိပေးထားပါတယ်မြို့ရဲပဲစီးမလား highway မောင်းမလားစဲစုံနဲ့တခုကျော်အကျန်းခံလုံးနဲ့ဆိုင်ကယ်ကိုလိုက်ရှာနေတယ်ဆိုရင်တော့အခုကျွန်တော်ရဲ့ရှစ်တက်တက်မှာရှိနေတဲ့ လော်ဂျန် Dream One Bike ဆိုင်ကယ်ကြီးကိုစီးကြည့်ပါလို့ကျွန်တော်ကြော်ကြော်အောင်ကတိုက်တွင်းအကြံပြုချင်ပါတယ်ခင်ဗျာအားလုံးဝင်ကျေးဇူးတင်ပါတယ်ဒါနဲ့ DWG နေတဲ့မိတ်ဆွေတွေမှာအခုဒီလော်ဂျာ Dream One Bike ဆိုင်ကယ်စီးနေသူတွေဘယ်တွေပါလဲပါတယ်ဆိုရင်ဒီလော်ဂျာ Dream One Bike ဆိုင်ကယ်ရဲ့ကောင်းယူဆိုးကျူးဘလို့ရှိလဲဆိုတာကိုဖွင့်မှတ်မှာမှတ်ချက်ရေးပေးခဲ့ပါအောင်ခင်ဗျာ